ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံကဘာပြူဟာမိဖက်နိုင်ငံဖြစ်တာပါ။ရုရှားသမ္မတကြီးဗလာဒီမာပူတင်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုကြီးကျယ်ပူဇော်မှုမင်းအောင်လာပြည်ဆောင်ရင်အချိန်ပါလေ။ဒီမြန်မာနိုင်ငံဆိုတာဒီအရှိတောင်အရှာနိုင်ငံတွေထဲမှာရုရှားနိုင်ငံတို့ဂျူဂျီစစ်ချာဆိုမိဖက်နိုင်ငံဖြစ်တယ်လို့ပြောကြတယ်။ဒါဂျူဂျီပြည်သားတွေဒီချီတာပွဲကိုပေါင်းဝင်ချီတာပွဲရတယ်။ဒီဆောက်ကိုဘယ်မှာမှန်တယ်လို့တက်ပြီးကြားလိုက်တယ်။ဒီမျိုးရှိစစ်ပွဲအုံဝေးကြီးကိုပေါင်းဝင်ချီတာရတဲ့အတွက်အရန်ကိုဖိတ်လို့ရှာတော့ဆင်းပြီးပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ကိုယ်စားလှယ်အဖွဲ့မော်စကိုမြို့သို့ရောက်ရှိရုရှားနိုင်ငံဒုတိယကမ္ဘာစစ်နာဇီအောင်ပွဲနှစ်50ပြည့်အထိမ်းမတ်စီရီပြအခမ်းအနားတက်ရောက်ဖို့စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ကိုယ်စားလှယ်အဖွဲ့သည်ယနေ့မေလ9ရက်မွန်လွယ်ပိုင်းတွင် မော်စကိုမြို့ရှိဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့ကြတယ်လို့သိရပါတယ် စစ်ကောင်းဆောင်နဲ့ဇနီးတော်ဂျူဂျူလာနဲ့ကိုစလဲအဖွဲ့ကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအင်ရီရူဒင်ခေါနဲ့တောင်းရှိသူများရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတပ်အမတ်ကြီးဦးတလင်းအောင်မြန်မာစစ်တမ်းကြီးရီလေးဗိုလ်မှူးချုပ်ကျော်စိုးဦးတို့ကလေဆိပ်မှလာရောက်ကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်